အားလုံးပဲမင်္ဂလာပါအာကျွန်တော်လက္ခဏာနဲ့ပြီးရင်ဆရာရဲနေဖြစ်ပါတယ်အဒီနေ့ပညာမျှဝေပြီးွားမှာတော့ဒီနှလုံးလန်းနေပြီးတော့ဒါခွဲဆင်းသွားတဲ့ဒါလမ်းကြောင်းလေးတွေအကြောင်းပေါ့နော်အဲဒီအောင်မစတင်ပြီးကျွန်တော်ရဲ့ဒါ YouTube channel တွေလိုက်ရန် subscribe တွေနေပြီးွားပါအောင်နော်နောက်ထပ်လည်းလက္ခဏာပြီးဒီနဲ့ပတ်သက်တဲ့ဒါဘုဒ္ဓရာဇမြောက်ဦးလေးအာမျှဝေပြီးတော့မှာပါနော်အဲ့တော့ ဒါနှလုံးလမ်းကြောင်းပေါ့နော်နှလုံးလမ်းကြောင်းဆိုတာကဒီလက်ညှိုးအောက်ကနော်လက်ညှိုးအောက်ဒါလက်ကလေးအောက်တရားနေပြီးတော့ဒါ white gray ဆိုတာနဲ့ဆင်းသက်လာပြီးတော့နော်လက်သားဘုံချူပေါ်မှာအဆုံးသက်သွားတဲ့လမ်းကြောင်းပေါ့နော်အဒီမှာဆိုရင်မြင်းအနေနဲ့ဒါပြထားတဲ့လမ်းကြောင်းပေါ့နော်အဲ့တော့နှလုံးလမ်းကြောင်းဒီပေါ့သူ့ရဲ့ရှိရင်ရှိလိုက်တာဆိုရင်တော့ခုနလိုမျိုးမြင်းကြောင်းမှာအခွဲအခွာတွေမပါဘူး ကျောင်းအမှတ်သားတွေပါဝင်ပြီးလို့ရှိရင်တန်ကျိုးခွင်းဆက်ပုံစံဒီပေါ့နော်နောက်တော့မှဲ့အမှတ်တို့အချိုက်ဆက်တွေပေါ့နော်အဲ့လိုမျိုးတွေလည်းကင်းရှင်းပြီးတော့ဒီအိမ်မှာသုံးတဲ့အချက်ပေါ့နော်အိမ်သုံးတဲ့ဒါနည်းအင်ဂျီအက်ပုံစံတော့အရွယ်စားတော့ပါရင်တော့အကောင်းဆုံးပေါ့နော်ဒီနိုင်ငံရဲ့အကျိုးအနည်းတွေကို PP ပေါ်ရရတာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒီအဖက်အပြတ်အမှတ်သားတွေခုနလိုကျုံးနေတန်ကျိုးခွင်းဆက်တွေပေါ့နော်မှဲ့အဆက်တွေပါပြီးဆိုရင်နိုင်ငံရဲ့အနည်းတွေကိုဖြည့်ဆည်းစီပြီးတော့ပေါ့နော်ဒီမလိုလိုက်တဲ့မကောင်းကျိုးတွေကဖြစ်စေတာပါနော် အဲ့တော့ဒါဒီနေ့မှာမျှဝေပေးမယ့်အကြောင်းအရာကတော့ဒီအခွဲအခွာပေါ့နော်နှလုံးကြောင့်အခွဲအခွာပေါ့အာဒီပုံမှာဆိုရင်ဒါဆရာပြထားတာဆိုရင်ဒီနှလုံးကြောင့်နေပြီးတော့ခွဲစင်းတဲ့အခွဲပေါ့နော်အယောင်နဲ့ဆိုအနက်ယောင်ကိုပြထားပါရင်နော်အာဒီနံပါတ်စင်းနဲ့ဆို1ပေါ့နော်အဲ့တော့ဒီလိုမျိုးလက်ညှိုးအောင်ကြာတာပြီးဆိုကိုခွဲစင်းသွားတဲ့အခွဲမှတ်သားပေါ့နော်နံပါတ်1ပုံစံမျိုးဒါမိမိရဲ့လက်မှာပါခဲ့ပြီဆိုတော့ဒါတွေကချင်းချင်းရနဲ့ပတ်သက်ပြီးတော့ ညံ့ကြောပါတယ်နော်အဲလိုမျိုးဆိုရင်မိမိရဲ့ဒါချစ်သူအိမ်တော်ဘက်တွေပါမိမိသားစုတွေတရားကန့်ကွက်တာတွေသဘောမတူတာတွေပေါ့နော်အဲဒီလိုမျိုးတွေဂျုံတွေ့ရတယ်မိမိရဲ့ချင်းချင်းအိမ်တော်ကြီးတွေမှာဆိုစိတ်ကလေးကောက်ဖြစ်စရာအကြောင်းကြီးနဲ့ဒါကဂျုံဟတ်တတ်ပါတယ်နော်ပြန်နောက်တစ်ခုနံပါတ်2ပေါ့နော်နံပါတ်2ဒါမြင်းအနေနဲ့ကြာတာလားပေါ့နော်ဒီမြင်းကြောင့်ကအရှိတရားဆိုတာနဲ့ခွဲစင်းတဲ့အခွဲကဒီအတက်နှမ်းကြောင့်အတွင်းပဲပေါ့နော်အင်္ဂါချိုးပေါ့အဖို့တဲ့ကို ဒါထိုးစင်းသွားတဲ့လမ်းကြောင်းပေါ့အဲဒါလမ်းကြောင်းမမီရဲ့လက်မှာပါခဲ့ပြီဆိုတော့ဒီလူတွေကဒီအင်္ဂါကြိုဆိုတဲ့အတိုင်းပဲဒီနှလုံးသားကြီးယာတွေစိတ်ခံစားချက်တွေပေါ့နော်ဒါတွေမှာစိတ်ရဲ့အလိုကိုလိုက်တက်ပါတယ်လိုက်တက်တဲ့အဲ့တဲ့တခါကျရင်ဖြစ်တင်တာတွေမလုံလိုက်မလုံတင်တာတွေပေါ့နော်မလုံလိုက်အပ်တဲ့ဒါစိတ်ခံစားချက်တွေလုံဆောင်မိတဲ့အတွက်ဒါပြီးပေါ်မှာနော်ကံညံ့ကြုံရတာတွေအခက်အခဲနှောက်ယှက်ဒါစီကြုံရတာတွေနော်အဲဒီလိုမျိုးတွေဖြစ်တတ်ပါတယ်နော် ပြန်နောက်ခုကနံပါတ်3ပေါ့နော်မြင်းဝါနဲ့ပြထားပါတယ်ဒီလိုမျိုးခွဲစင်းတဲ့အခွဲကမိမိရဲ့လက်မှာပါခဲ့မယ်ဆိုပေါ့နော်ဒါလဝပြင်အလေလောက်ပါမှာပါခဲ့မယ်ဆိုပေါ့နော်အဲ့တော့ဒါတွေကဒီမိမိရဲ့ပေါ့နော်စိတ်ကံစားချက်ဒီအချစ်ပေါ့နော်နှလုံးသားရဲ့စိတ်ကံစားချက်အလိုကိုလိုက်ပြီးအတွက်မိမိရဲ့ဘဝမှာဆိုရင်မိမိရဲ့ဒါလုပ်ငန်းစီးပွားတွေဖြစ်စည်းတာတွေပုံသိက္ခာကြာစင်းတာတွေဒီလိုမျိုးတွေဖြစ်တတ်ပါတယ်နော်အဲ့ဒီလိုမျိုးမြင်ခွဲတွေပါတဲ့သူတွေက ဒါမိမိရဲ့ဘဝကံကိုအတော်လေးပြေးစားရပါမယ်စိတ်ခံစားချက်အလိုမလိုက်ပဲနဲ့မိမိရဲ့ဒါအုံနောက်တဲ့အသိဉာဏ်တွေကိုဒါဒါတုံးချတတ်မှဒါမိမိဘဝနေပြီးတော့ဒါတက်တရာဒါရတတ်ပါတယ်နော်အဲ့တော့နံပါတ်1အမှတ်သားတွေနံပါတ်2အမှတ်သားတွေကပါခဲ့ပြီဆိုရင်ဒီလိုမျိုးတွေကငယ်ရယ်စဉ်ကာလတွေပေါ့ငယ်စဉ်ဘဝတွေစေချောတတ်ရည်တွေ session 20လို့စိတ်တွေနော်အဲ့ဒါလိုကာလတွေမှာဒီအညံ့တွေကြုံရတတ်တာပါနော်အဲ့တော့လက္ခဏာမှာတခြားအမှတ်သားမြင်နေပါ အဲ့တော့ဤလမ်းကြောင်းတို့နော်တောက်ကြကျကိုတို့အခြားဥပ္ပမင်းတို့နော်နှလုံးလမ်းကြောင်းမတန့်ရှင်းမှုတို့ဒီလိုမျိုးတွေကြုံလို့ဆိုရင်ငယ်ရွယ်နဲ့ကြာပြီငယ်ရွယ်နဲ့ပဲအိမ်တော်လေးကွေးပြတ်တတ်ပါတယ်နော်ဒီလိုမျိုးတွေပါသူပဲယူဆရပါမယ်အဲ့တော့နံပါတ်3မှတ်သားတော့လူလက်ပိုင်းရေပေါ့နော်30ကျော်ရေ35 40ပေါ့နော်အဲ45တို့ဒီလိုအရွယ်တွေမှာလာပြီးတော့ဖြစ်တတ်ပါတယ်နော်အဲ့တော့ MB ရဲ့စိတ်ကံကြံ့နှုတ်လမ်းကြီး WB ရဲ့ ဒါနမဲ့ကုန်တရင်ကြစင်တာတွေမိမိရဲ့အိမ်ောင်တွေပြက်စီးသွားတာမိမိရဲ့လုပ်ငန်းစီးပွားတွေပြတ်တက်တာတွေပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်။အားကြောင့်လဲဆိုတော့သူကကံလန်းချောင်းကိုလာဖြတ်နေတာဖြစ်တဲ့အတွက်ပါနော်။အဲ့တော့ဒီကလက္ခဏာပညာရဲ့ကိုဝါသနာပါတဲ့သူတွေနဲ့ဒီလက်ဝါးမြင်တဲ့တက်ဆိုင်စစ်စစ်ကြည့်ပါ။အဲ့တော့ဒီလိုအမှတ်သားမြင်နေပါခဲ့မယ်ဆိုရင်ဒါမျိုးတွေနဲ့ဒါကြိုတင်တတိထားပြီးတော့ဒါစင်ကျင်လို့ရအောင်ဆရာကြီးဆိုတော့ ဘူးဒါအနေနဲ့ညှို့ပေးတာပေါ့နော်အဲ့တော့မိမိတို့ရဲ့လက္ခဏာတွေမိတင်တွေကိုအကြည့်ဝစစ်ဆေးခြင်းလဲဆိုရင်တော့ဒါ Viber မှာဖြည့်ဆည်းဆရာရဲ့ Messenger မှာဖြည့်ဆည်းပေါ့နော်အဲ့ညမှုစကားနဲ့လာရောက်ဆွေးနွေးပေးမြန်နိုင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အနောက်ထပ်လည်းဒီလက္ခဏာပေတွေနဲ့ပတ်သက်တဲ့ဒါပညာဘုဒ္ဓရာစာတွေကိုအများနဲ့စစ်ဆေးမပြညှောက်ဝေပြီးတော့ပါဘူး။မိမိတို့သိကြတာမေးကြတာရှိရင်လည်းဒါကွန်မန့်မှာပြထားရေးထားခဲ့လို့ရပါတယ်နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်